င်းဒေသကြီးတာယာဝရီခိုင်ပြည်ချိုင်းနယ်ပြည်ဆန်ဦးစီးဌာနလူမှုခြေပုပ်ဌာနတွင်အသေးစားစမှုလက်မှုလုပ်ငန်းများမှတ်ပုတ်တင်ခြင်းဆိုင်ရာအသိပညာပေးတော်ရှုကိုမတ်လ10ရက်နေ့နနက်9:00နာရီကကျင်းပခဲ့ရာခိုင်ပြည်ဆက်ရုံးမှာဒေါ်အီရောင်နှင့်အသေးစားစမှုလက်မှုလုပ်ငန်းဦးစီးဌာနမှဒေါ်တီရာဆိုးတို့ကယခုလိုဆွေးနွေးခဲ့ကြပါတယ်ရှင်မင်္ဂလာပါဆရာမရှင်ဟုတ်ကဲ့မင်္ဂလာပါရှင်အသေးစားဆက်မှုလက်မှုလုပ်ငန်းရဲ့အဓိကလုပ်ငန်းတာဝန်တွေကိုဆွေးနွေးပေးပါအောင်ဆရာမရှင်ဩဟုတ်ကဲ့အဓိကလုပ်ငန်းတာဝန်တွေအဓိကလုပ်ငန်းတာဝန်တွေကတော့ကျမတို့ဥပဒေနဲ့မြေမှတ်ပုံတင်ပေးတယ် အခုတော့အတမုတ်ဝမ်းကြောင်းဆိုင်ရာပညာတွေလည်းလေ့ကျင့်သင်ကြားပေးတယ်ကျမတို့ရှိရတယ်နော်အဲနောက်ပြီးတော့ကျမတို့မှတ်ပုံတင်ကွင်းဆင်းတယ်ကွင်းဆင်းတဲ့အခါမှာဆိုလို့ရှိရင်လည်းဟာစားတော့ကုန်လို့လူတို့ကုန်လို့ပြည်သူလူထုနဲ့တိုက်ရိုက်ထိတွေ့ရတဲ့ဟာတွေဆိုလို့ရှိရင်ကျမတို့ကပါလဲဆိုတော့ဓာတ်ခွက်ဆန့်သက်ပေးတယ်အရေးအသွေးပိုင်းမှာလည်းကောင်းမွန်ရမယ် အဲလူလူကိုလည်းဥပမဖြစ်စေရအောင်အဲအဲ့လိုမျိုးတွေနဲ့ဓာခွဲဆန်းတက်ပေးတယ်ဟုတ်ကဲ့ပါပြီးရွေးရရကန်နဲ့ရွန်းအတက်တင်ညာဒီပလိုမာအဆင့်သင်တန်းတွေတော့ကျမတို့ဘက်ကသင်ကြားပေးတယ်ဟုတ်ကဲ့ပါပြီးသင်ကြားပေးတယ်ပြီး incubation center ပေါ့ incubation center ဆိုတာကတော့နီးပညာပြန်ပွားရေး center ပေါ့အဲဒီလိုနီးပညာပြန်ပွားရေး center တွေကိုလည်းကျမတို့ဘက်ကနေပြီးတော့နီးပညာပြန်ပွားရေးကတော့ဘာလဲဆိုတော့အခုလူလုပ်ငန်းရှင်တွေဘက်ကဒီလုပ်ငန်းကိုတော့လုပ်နေတယ် ဒါပေမဲ့ဒီလုံငန်းမှာနိတိညာတစ်ခုလည်းလိုနေတယ်သူတို့မသိဘူးဒါပေမဲ့ကျမတို့ဘက်ကဟလာကျမတို့ဌာနရဲ့အကြီးအကဲဆရာဆရာမတွေရှိတယ်လေသူတို့တွေကဒီစာသားကုန်နဲ့ပတ်သက်လို့ဒီအဲ့လိုမျိုးပေါ့နိုင်ငံခြားအဆင့်နေတော့သင်ထားတာတွေရှိတယ်ဟုတ်ကဲ့ဆိုတော့အဲ့ဒါနိတိညာပြန်ပွားဖို့အတွက်ကိုလည်းဒါကျမတို့ဘက်ကလို့လေ့ကျင့်ဘယ်လိုလဲသင်ကြားပို့ချဆောင်ရွက်ပေးတယ်ပေါ့ဟုတ်ကဲ့ပါဆရာမရှင်ဒီအသေးစားစမှုလည်းမူလုံငန်းမှတ်ပုံတရံနဲ့အခါမှာလိုအပ်တဲ့အချက်တွေကိုလည်းပြောပြပေးပါအောင်ဆရာမရှင်အော်ဟုတ်ကဲ့မှတ်ပုံတရံလိုအပ်တဲ့အချက်တွေကတော့ဟိုပါပေါ့ ကာလာနဲ့ပေါ့လုပ်ငန်းလိုင်စင်တက်ပုံ၅ပုံနောက်ပြီးရောက်ွက်အုပ်ချုပ်ရေးမှုကထောက်ခံချက်ဒီလုပ်ငန်းဒီဒီရောက်ွက်မှာတကယ်လုပ်ကန်နေပါတယ်ကျေးရွာဆိုလဲကျေးရွာအုပ်ချုပ်ရေးမှုပေါ့နော်အဲဒီဒီလူဒီဒီလုပ်ငန်းကိုလုပ်ကန်နေတာမှတ်ကန်ပါတယ်ဆိုတော့သူကထောက်ခံချက်ကလေးပေါ့အဲ့ထောက်ခံချက်ကလေးလိုအပ်တယ်ပြီးလို့ရှိရင်မှတ်ပုံတင်မိတူမိတူကိုကာလာနဲ့ပေါ့အဲ့ဒါလေးလိုအပ်ပါတယ်ဟုတ်ကဲ့ပါဆရာမရှင်ကိုလိုမျိုးဒီပညာမျှဝေပေးတဲ့အတွက်ဆရာမကိုကျေးဇူးတင်ရှိပါတယ်ရှင်ဟုတ်ကဲ့ပါရှင်ဆိုပါတော်ရှိုးဆွေးနွေးမှုတို့ကိုဝီလာတာယာဝရီ page တွင်လွှင့်တင်ဆောင်ရွက်ထားကြောင်းသိရပါတယ်ရှင်